SK Story ကိုအားပေးနေကြပေးသမျှအားလုံးပဲမင်္ဂလာပါခင်ဗျ SK Story Channel ကနေပြီးတော့ပြန်လည်ကြိုဆိုပါရီဒီနေ့မှာတော့1988ခုနှစ်တုန်းကထွက်ရှိထားခဲ့တဲ့မင်းသားကြီး Van Nelle အဓိကပါဝင်ပေးထားတဲ့ Blogspot လို့နာမည်ရတဲ့ဇာတ်ကားလေးကို recap အနေနဲ့တင်ဆက်ပေးဖို့ရွေးချယ်ထားပါရီဒီဇာတ်ကားထဲမှာတော့ Van Ham ကငယ်လေးကသူ့ကိုအဖေရင်းတယောက်လိုမျိုးကိုခံပညာတွေကိုသင်ပေးခဲ့တဲ့သူ့ရဲ့ဆရာကိုဂုံယူစီခြင်းနဲ့အတွက်ကြောင့်မလို့တက်ကနေထွက်ပြေးပြီးတော့ ဟောင်ကောင်မှာကျင်းပမဲ့ကိုခံပညာဘောင်းဆောင်ပြိုင်ပွဲကူမီဒီဆိုတဲ့ပွဲမှာဝင်ရောက်ရွှေမြိုင်မှုအတွက်ဆုံးဖြတ်ခဲ့ပါတယ်။တက်ကလည်းပဲသူ့ကိုပြန်ခေါ်ဖို့အတွက်အထက်ရာရှိတွေနဲ့ဟောင်ကောင်ရဲတွေပေါင်းပြီးတော့သူ့ကိုလိုက်ရှာနေတာဆိုတော့ဒီပြိုင်ပွဲနောက်ဆုံးအထိရှင်ပြိုင်ခွင့်ရနိုင်မှာလားဆိုတာကိုကျွန်တော်လည်းတူတူလိုက်ပါခန်းစားကြည့်ရှုလိုက်အောင်ပါ။ကျွန်တော်ကတော့ထုံးစံတိုင်းပဲ SK ကပေးနိုင်တင်ဆက်သူရှိန်းသူပဲဖြစ်ပါတယ်။ ဇလိုင်းရဲ့အစမှာတော့ဟောင်ကောင်မှာကျင်းပမဲ့ကူမီတီလို့ခေါ်တဲ့ကိုခံပညာပြိုင်ပွဲတစ်ခုကိုတွားရောက်ရှင်ပြိုင်မှုအတွက်ကိုခံပညာတွေကိုလေ့ကျင့်နေတဲ့ Franco ကိုတွေ့ရမှာဖြစ်ပါရီ Frank ကအရန်မှာတော်တဲ့စစ်သားတဦးဖြစ်တယ်လို့သူ့ရဲ့ယာရုကလည်းဘုံကြီးအဆင့်လောက်ရှိပါရီ Frank ဟောင်ကောင်သွားမောက်တီးတဲ့ဘုံမူကလည်းပဲ Frank ထွက်မပြေးနိုင်အောင်စစ်သားတဦးကိုမျက်စိအောက်ကနေအပြောင်းမခံပဲကြည့်ဖို့လွှတ်ထားခဲ့ပါရီဒါမဲ့လေ Frank ရေချိုးဖို့ရေချိုးကန်းနဲ့ဝင်သွားတာကြာလုံးနေရာကြောင့်မလို့တွားကြည့်တဲ့ခါမှာတော့ Frank ထွက်ပြေးခဲ့ပါပြီ။ စစ်သားလေးကလည်းဘုံမှုစီကိုအပြေးလွှားသွားပြီးတော့ friend ရေချိုးနေနဲ့ပျောက်သွားပြီးတော့ဘယ်နေရာရောက်သွားမှမသိဘူးလို့စီရင်ခံလိုက်ပါတယ်ဘုံမှုကလည်းဟောင်ကောင်မှာ friend တစ်ခုခုဖြစ်သွားလို့မရဘူးဟေမာနဲ့ rolling ကိုခေါ်ပြီးတော့ friend ကိုမတွေ့မချင်းရှာပြီးခေါ်လာဖို့အမိန်ပေးလိုက်ပါတယ်ဒီဘက်ကထွက်ပြေးသွားတဲ့ friend ကလည်းဂျပန်လူမျိုးတအုပ်ရဲ့အိမ်ကိုဝင်သွားခဲ့ပါတယ်သူ့ရဲ့ပုံစံကိုကြည့်ရတာကဒီအိမ်ကလူတွေနဲ့အတော်လေးရင်းနှီးပုံရပါတယ်တကယ်တော့ဒီအိမ်ကသူ့ရဲ့ဆရာရှန်ဆိုတာနခရဲ့အိမ်ပဲဖြစ်ပါတယ် friend ကအေကန်နေကဓာတ်ကိုကြည့်ပြီးတော့အတိတ်ကအကြောင်းတွေကိုပြန်လည်တွေးမိနေခဲ့ပါတယ် ငယ်တုန်းကကလေးတဘာဝဆော့ကစားဖို့ဆိုပြီးတော့ဂျပန်လူမျိုးရဲ့အိမ်ထဲကဓာတ်ကိုတငယ်ချင်းတွေနဲ့အတူတူခိုးယူဖို့စူးစမ်းခဲ့မှုပါတယ်။ Frank ကယူမသွားဖို့တငယ်ချင်းတွေကိုထားလိုက်ပြီးတော့တငယ်ချင်းတွေကဓာတ်ကိုယူစားနေနေလူလာရဲ့အတန်ကြားလို့ဓာတ်ကိုပြစ်ချပြီးတော့ထွက်ပြေးသွားကြပါတယ်။ Frank ကလည်းဓာတ်ကိုယူလိုက်ပြီးတော့မူလနေရာကိုပြန်ထားနေတဲ့အချိန်မှာပဲရောက်လာတဲ့ဂျပန်လူကြီးရဲ့သားက Frank ဝန်ခံလိုက်ပါတယ်။ဒါပေမဲ့ဂျပန်လူကြီးကသူ့ရဲ့သားဖြစ်တဲ့ရှင်ကိုကိုတားလိုက်ပြီးတော့စာသွောဖတ်နေစမ်းလို့ပြောလိုက်ပါတယ်။အဲလူကြီးကတခြားသူမဟုတ်ပါဘူး။ Frank ရဲ့ဆရာဖြစ်လာမိရှန်ဆိုတာနခပဲဖြစ်ပါတယ်။ ရန်သူကဒီဓာတ်ကအထူးပြစ်လို့ထားတယ်ဒါမင်းဒီဓာတ်ကိုခိုးရင်ပေးဆက်ရလိမ့်မယ်လို့ပြောပါတယ်ဖရန့်က "तू ကဓာတ်ကိုမခိုးချောင်းပြောတော့ရန်သူကလည်းဓာတ်ကိုတစ်ချက်ဝူရမ်းလိုက်တာနဲ့ဖရန့်ဆောင်းထားတဲ့အုတ်ထုတ်ထိတ်ကဖြတ်ထွက်သွားပါတယ်ဒါမဲ့မျက်တောင်တစ်ချက်တောင်မှခတ်မသွားတဲ့ဖရန့်ရဲ့တက်တီကိုမြင်လိုက်တော့ရန်သူက "तू သားရဲ့ကိုခန့်မညာလေးခြင်းပေါ်ဖြစ်ခေါ်ခြင်းစိတ်ဖြစ်လာပါတယ်အဲဒါကြောင့် "तू ကဖရန့်ကိုရဲလက်ထဲမှာအက်စီခြင်းရင် तू ပြောသလိုလိုက်လို့ဖို့သဘောတူချက်ယူခဲ့ပါတယ် အင်းတော့ friend မိဘတွေစီကိုခွင်သွားတောင်းပြီးတော့မိဘတွေကလည်းပဲသဘောတူလိုက်တဲ့ခါမှာအင်းနီယာဆပြီးတော့ friend လည်းပဲရှင်ကိုရိုသားဖားနဲ့အတူကိုခန့်ပညာကိုလေ့ကျင့်နေရမှာပါဝင်လာခဲ့ရပါတယ်တကယ်တော့ရှန်ဆိုက friend ကိုသူ့သားရဲ့တဲရဲ့အဖြစ်အထူးခံဖို့လှည့်စားခေါ်ယူခဲ့တာဖြစ်ပါတယ်သူ့သားကိုပဲကိုခန့်ပညာရည်သိမ်းပေးခဲ့ပြီးတော့ friend ကိုတော့အဓိကပညာရည်တွေမသိမ်းပေးပါဘူးကြာတော့ friend လည်းစိတ်ဆိုးလာပြီးတော့အဲ့လိုပဲထပ်လုံနေမယ်ဆိုရင်တော့သူတို့ရဲ့သဘောတူညီချက်ကဒီမှာပဲပြီးပြီလို့ပြောလိုက်ပါတယ် သူရဲ့သဘောတူညီမှုတွေကတစ်ချက်ကတော့ရှင်ကိုကအကောင်သေးတော့အမြဲအနိုင်ကျင့်ခံနေရကြအောင်မလို့ကြောင်းသွားတဲ့ခါတိုင်းမှာ Frank ကရှင်ကိုကာဝယ်ပေးရမှာဖြစ်ပါရီရှင်ကိုမှာတော့အိမ်မက်တစ်ခုရှိပါရီဒီနေ့ကူမီဒီပြိုင်ပွဲမှာဝင်ပြိုင်ပြီးတော့သူ့ရဲ့ဖေကိုဂုဏ်ယူစေချင်တာဖြစ်ပါရီအဲ့လိုနဲ့ Frank နဲ့ရှင်ကိုတို့ကကိုခံမြညာလေးကျင်ပေါ်လဲဖြစ်မျိုးကိုရင်းနေလို့လဲဖြစ်လာကအချိန်ကြီးလက်တစ်ဖြည်းဖြည်းနဲ့ကုံလွန်လာခဲ့ပါရီဒါပေမဲ့ဒီနေ့မှာတော့ရှင်ကိုကမတော်တဆမှုတစ်ခုနဲ့တေးဆုံးသွားခဲ့ပါရီ အဲဒါကြောင့်ရှန်ဆိုတာနာခါကသူ့သားပေါ်မှာမျောလင့်ထားတဲ့အရာတွေကလည်းပျက်စီးသွားခဲ့ရပါတယ်။အရင်တစ်ချိန်ရှန်ဆိုဂျပန်မှာရှိနေတုန်းကစစ်ပွဲအကြောင်းမလို့သူ့ဇနီးနဲ့သားသမီးတွေဆုံရှုံလိုက်ရတာကြောင့်မလို့ဂျပန်ကနေပြောင်းရွှေ့လာပြီးတော့ဒီမှာမိသားစုအစ်စ်နဲ့ဘဝအစ်စ်ကိုပြန်စားခဲ့တာရှင်ကိုဆွေသားတယောက်လေးလည်းရလာခဲ့တာဖြစ်ပါတယ်။အခုသူ့ရဲ့အမွေတွေကိုလက်ဆင့်ကမ်းမဲ့သားကလည်းထပ်ပြီးတော့ဆုံရှုံခဲ့ရကြောင်းမလို့မျောလင့်ချက်မဲ့ပြီးတော့ဝမ်းနေနေခဲ့ရတာပါ။ဖရန့်ကသူ့ကိုတင်မိဖို့နဲ့သူကရှန်ဆိုရဲ့ရီမန်းချက်ကိုပြည့်အောင်လုပ်နိုင်ပါလေလို့ပြောတော့ ရန်စုကဖရန့်ကဂျပန်လူမျိုးလည်းမဟုတ်တလို့တာနာခမျိုးလည်းမဟုတ်ဘူးလို့ပြောလိုက်ပါရီဖရန့်ကလည်းဒလိတကူကြောင့်မလို့မကန့်သက်မချုပ်ချယ်ထားပါနဲ့သူ့ကိုဘယ်နီလန်းနဲ့ပဲဖြစ်ဖြစ်တင်ပေးပါရှန်ဆိုတာနာခဆိုတဲ့လူကိုဂုံယူစေဖို့အတွက်သူလုံနိုင်ပါလေလို့ပြောလိုက်ပါတယ်။နောက်ဆုံးမှာတော့ရှန်ဆိုလည်းစိတ်ပျော်သွားပြီးတော့သူ့ရဲ့ပညာရက်တွေသူနဲ့အတူတူပျောက်ကွယ်သွားမှာထက်စာလို့ရှိရင်ပိုကောင်းပါလေဆိုပြီးတော့တင်ပေးဖို့သဘောတူလိုက်ပါတယ်။အဲနောက်တော့ friend ကလည်းပဲနေတိုင်းနေတိုင်းပညာတွေကိုလေ့ကျင့်ရပါတယ်။အစားဘက်မှာတော့အထိုးခံရအကန်ခံရပြလဲခံရလိန်ချိုးခံရ တော့ဒုံးနဲ့အရိုက်ခံရနေအမျိုးမျိုးခံခဲ့ရတာပါဖရန့်ငေရွေပြီးတော့တန်မာနေပေမဲ့သူ့ဆရာရှန်ဇိုနဲ့ရှင်တော့မိုးနေမြေလောက်ကွာဟနေရပါနေတိုင်းလေးကျင့်တင်ကြားပေးရင်းနဲ့နောက်ပိုင်းမှာတော့မျက်လုံးပိတ်ပြီးတော့အာယုံခံစားမှုနဲ့တိုက်တာတွေကစိတ်တည်ငြိမ်ပြီးတော့တမာရီယာကောင်းအောင်တရားထိုင်တာတွေရေထဲမှာရှိနေတဲ့ငါ့အောင်လှင်မြန်စွာဖမ်းတာတွေနဲ့ခန္ဓာကိုယ်ရဲ့ကြံ့ခိုင်မှုလေးကျင်တာတွေပါသင်ပေးပါရီအချိန်လေးကုံလွန်လာတဲ့မြဖရန့်ကတဖြည်းဖြည်းတန်မာလာသလိုသူ့ရဲ့လင်းမြန်နှုံးတွေလည်းတိုးလာပြီးတော့ခန္ဓာကိုယ်ရဲ့ပျော်ပြောင်းကြံ့ခိုင်မှုနဲ့အာယုံခံစားမှုတွေကလည်းတိုးတက်လာခဲ့ပါတယ် ညလုံးပိတ်ပြီးတော့မှလက်ဖက်ရည်လောင်းနိုင်တဲ့အထိဖြစ်လာခဲ့သလိုသူ့စီရရဲ့လျှက်ရက်ပြက်ရိုက်ချက်ကိုလည်းဖမ်းနိုင်ခဲ့ပါပြီ။နောက်တစ်စင်းနေနဲ့ခန္ဓာကိုယ်မာကျောမှုစမ်းသပ်ဖို့တက်သားထုတ်နေရိုက်ပါရီ။အခုချိန်မှာတော့ friend ရဲ့ကိုခန္ဓာကတံမလီလိုမာကျောနေပါပြီ။အဲဒီနောက်ရှားက friend ခြေလက်တွေကိုကျိုးနေချီကတစ်ပင်နေနဲ့ဆွဲဆန့်ကခြီးထားပြီးတော့ခန္ဓာရည်နဲ့ကြန့်ခိုင်မှုလေ့ကျင့်ခိုင်းပါရီ။အစတော့ friend ကနာကျင်လုံးလို့ on နေပေမဲ့စိတ်ကိုတည်ငြိမ်အောင်ထားလိုက်ပြီးတော့ခွန်အားတွေကိုစုစည်းကဆွဲလိုက်တဲ့အခါမှာတော့တစ်ပင်နဲ့ခြီးထားတဲ့ကျိုးတွေပါပြုတ်ထွက်ကုန်ပါရီ။ နောက်ဆုံးအဆင့်ကိုအောင်မြင်သွားတဲ့ friend ကိုသူ့ဆရာကတာနာခမျိုးရဲ့ဓာတ်တက်လက်ကိုပေးပြီးတော့သူ့ရဲ့ပညာတွေအကုန်လုံးသင်ပေးလိုက်ပြီးပြီမလို့ကျန်တာက friend အပေါ်မှာပဲမူတည်ပါတယ်လို့ပြောလိုက်ပါတယ်အတိတ်ကအကြောင်းတွေကိုပြန်တွေးနေခဲ့တဲ့ friend ကလည်းနေမကောင်းဖြစ်နေတဲ့သူ့ရဲ့ဆရာစီကိုဝင်သွားပြီးတော့သူဟောင်းကောင်သွားပြီးတော့ကူမီတီပြိုင်ပွဲမှာဝင်ပြိုင်ပြီးလို့ပြောလိုက်ပါတယ်သူ့ရဲ့ဆရာကလည်းမင်းသွားချင်တာတေချာလို့လားလို့မေးတော့ friend ကဆရာဂုံယူဖို့ဆိုရင်ကျွန်တော်အရာလုံးနိုင်ပါတယ်အောင်နိုင်သူဖြစ်နေကျွန်တော်ပြန်လာခဲ့ပါမယ်လို့ပြောလိုက်ပါတယ်အဲဒီနောက်မှာတော့ friend ကလည်းဟောင်းကောင်သွားခဲ့ပါပြီ ဟောင်ကောင်ကနိုင်ငံသားတွေအများကြီးလာလေတဲ့မြို့တစ်မြို့လည်းဖြစ်ပါတယ်။ Islake Hotel မှာတော့သတင်းတော်မှလေဂျန်နီခန်ကကူမီတီပြိုင်ပွဲမှာဝင်ထိုးမဲ့သူတွေကိုသတင်းမေးမြန်းမှုစူးစမ်းနေပေမဲ့ဘသူမှမဖြေချင်မင်းနဲ့ရှောင်ထွက်သွားကြတော့မြင်ရမှာဖြစ်ပါတယ်။ Frank ဟောင်ကောင်ရောက်ဆောင်ပါပဲ။ Ray Jackson လို့ခေါ်တဲ့ကိုလုံးထွားထွားတောင်းတောင်းလေးနဲ့ Fighter တယောက်နဲ့တီကျွမ်းခဲ့ပါတယ်။ဂျက်ရှင်ကတိုက်ခိုက်ရေးဂိမ်းကိုဆော့ရတာကြိုက်ပြီးတော့ Frank လည်းပဲသူနဲ့တူတူပြိုင်ဆော့ဖို့ခေါ်ပါတယ်။ ဖရန့်ကပွဲတိုင်းနိုင်ငံရေးတော်အကြီးအကဲအပြင်ဖရန့်ကတကယ်ဘဝမှာရောဂိမ်းနဲ့မှာပါအရေးချင်းရှိရယ်ဆိုတာကိုပြသနေပါတယ်။တပတ်မှာလဲဖရန့်ကိုလိုက်ရှာဖို့တောင်းဝင်အပေးခံထားရဲ့ CID အရာရှိနှစ်ယောက်ကဖရန့်ရဲ့ဆရာအင်ကိုရောက်လာခဲ့ပေမဲ့ဆရာကတော်ကဖရန့်ကသူ့ဆရာကိုဂါရဝလာပြီးတော့ဖြစ်ကြောင်းသာဖြစ်ပြီးတော့ဘယ်လိုသွားလဲဆိုတာတော့မသိဘူးလို့ဘူးခန့်ညင်းလို့လိုက်ပါတယ်။ဖရန့်နဲ့ဂျက်ဆင်တို့ကလည်းပဲသူတို့တဲခိုးဖို့ဟိုတယ်ကိုရောက်တော့ဗက်စတာလင်းလို့ခေါ်တဲ့လူတစ်ယောက်ကသူတို့ကိုလာတွေ့ပါတယ်။ ပြိုင်ပွဲစီစဉ်သူတွေကပြိုင်ပွဲဝင်တွေကိုအဆဆရာအကူအညီပေးဖို့အတွက်ဗီတာကိုတာဝန်ပေးထားတာမျိုးဖြစ်ပါတယ်။အဲတော့ဗီတာကလည်းဒီမျိုးရဲ့ဥပဒေစည်းမျဉ်းတွေနဲ့ဘယ်လိုမျိုးနေထိုင်စားသောက်ရမယ်ဆိုတာတွေကိုဖရန်နိုကိုရှင်းပြခဲ့ပါတယ်။ဗီတာကဖရန်နိုကိုဥလီဂျီတယောက်စီကိုခေါ်သွားခဲ့ပြီးတော့ပြိုင်ပွဲဝင်တွေဖြစ်ကြောင်းပြောလိုက်တော့ဥလီဂျီကလည်း "Okay USA" ဆိုပြီးတော့ကော်မတီပြိုင်ပွဲကျင်းပရာနေရာစီကိုလမ်းပြခေါ်ဆောင်သွားခဲ့ပါတယ်။အဲဒီမှာတော့လမ်းကျိုးလမ်းကြားအသွေးအသွေးနဲ့ဟောင်းနွမ်းဆွေးမြင့်နေတဲ့အစာအုပ်တွေကြားတွေကနေပြီးတော့ ကြေးမြောင်းလာတဲ့လမ်းတွေကြားထဲမှာလမ်းပြပေးမဲ့သူတာမရှိရင်ဘေးရဝင်လို့ဘေးရထွက်မှန်းမသိပဲမျက်စိလဲသွားနိုင်ပါလေအလုံးနဲ့အတန်းကြာလျှောက်ပြီးတော့ဝင်သွားတဲ့အခါမှာကူမီတီပွဲရဲ့ဝင်ပေါက်ကိုရောက်လာခဲ့ကြပါပြီ friend တို့အထက်ကိုရောက်သွားတဲ့အခါမှာတော့သွေးပူလေးကျင်ကနေလုံနေကြတဲ့ပြိုင်ပွဲဝင်များစွာကိုတွေ့လိုက်ရပြီးတော့ရွေးချယ်ခံရဖို့လေစောင့်နေကြပါလေပြိုင်ပွဲဝင်တွေကကဘာအနှံ့လာနေတဲ့သူတွေဖြစ်ကြပြီးတော့ဒီနေရာဝင်လာနိုင်မှုအတွက်ဖိတ်စာရရှိထားမှသာဖြစ်တယ်လို့ဒိုင်းနီကိုလည်းကိုယ့်ရဲ့အရေးချင်းနဲ့စွမ်းရည်ကိုပြသပေးရမှာဖြစ်ပါတယ် ဖရန့်အလဲကိုရောက်တဲ့ခါမှာတော့တာခါနာမျိုးရိုးကိုကိုးစားပြုတဲ့ဖရန့်အောင်တိတ်ပြီးတော့မြုံကြည်ကြပါဘူးဖရန့်ကရှန်ဆိုတာခါနာကသူ့ကိုလေးချိန်ပေးခဲ့တဲ့ဆရာလို့ပြောပါတယ်ဒိုင်းဒီကလည်းတာခါနာကသူ့ဆရာအစ်စ်သားမှန်ရင်ဒိမဲ့ပညာကိုပြသပေးရမယ်လို့ပြောပါတယ်ဖရန့်ကစီထားတဲ့အုတ်ခဲတွေကြားလေးကအောက်ဆုံးအုတ်ခဲတစ်လုံးကိုကြေးကွဲသွားအောင်လုပ်ရမယ်လို့အော်ပြောလိုက်တော့ကျန်တဲ့ပြိုင်ပွဲဝင်တွေကလည်းစိတ်ဝင်စားသွားကြပြီးတော့ဝိုင်းကြည့်နေကြပါတယ် ဖရန်ကလည်းစိတ်တူတီညီအောင်စူးစီးလိုက်ပြီးတော့အတွင်းအားထဲကလဝါးနဲ့ရိုက်ချလိုက်တဲ့အခါမှာတော့အန်အောင်စရာကောင်းလောက်အောင်အောက်ဆုံးကအိုကေတလုံးသာခြေခွဲသွားခဲ့ပါလိဂျက်စင်ကလည်းဝိုးယက်ဆိုပြီးတော့ဖြတ်သွားသလိုဗေဒါကလည်းဟာမိုက်လိုက်တာတားကြီးရအောင်မဖြတ်သွားခဲ့ပြီးတော့ဒါတော့ဆိုရင်ရပြီမဟုတ်လားလို့ဒိုင်းနီကိုပြောလိုက်ပါလိဒိုင်းနီကလည်းအတိမတ်ပြူပေးလိုက်ရသလိုတခြားပြိုင်ပွဲဝင်တွေကပါလက်ခုပ်လဝါဝိုင်းတီးကြပါလိအဲ့ဒီအချိန်မှာပဲအဲကျွန်တော်တို့တွေကြွေကြီးကြွေရိုင်းဆိုပြီးတော့နမေပြောင်ခေါ်ခဲ့ကြတယ် ဒီအခုလက်ရှိချန်ပီယံဟောင်းချောင်လီက front အရန်တော်ရေးလို့ချီးကျူးလိုက်ပြီးတော့ဒါပေမဲ့ okay က okay ပဲလူလိုမျိုးမတုံ့ပြန်တတ်ဘူးလို့ဆက်ပြောပါရီ front ကလည်းပဲချောင်လီကလက်ရှိချန်ပီယံမှန်းမသိပဲနဲ့ဒီကောင်ကဘာလားဆိုတဲ့ပုံစံမျိုးနဲ့ပြန်ကြည့်နေခဲ့ပါရီတပတ်က CID ရဲရရှိဟေမာနဲ့ rolling တို့ကလည်း front ပြန်ခေါ်ဖို့ဟောင်ကောင်ရောက်လာခဲ့ကြပြီးဟောင်ကောင်ရဲတပ်ဖွဲ့ကိုပူးပေါင်းဆောင်ရွက်ပေးဖို့အတွက်တောင်းဆိုနေပါရီဒါပေမဲ့ရဲရီကသူတို့အလုံများနေလို့ရှာတွေ့မတွေ့မသေးကြဘူးလို့ဂရိမပေးဘဲနဲ့ တရင်အချက်လက်တွေပြန်ရရင်အကြောင်းကြားမယ်လို့သာပြောပါတယ်။တရင်နောက်မှလေဂျန်နစ်တယောက်ကတော့ကွန်မတီပြိုင်ပွဲသတင်းတွေကိုမေးမြန်းဖို့လုပ်ပေမဲ့လေပြိုင်ပွဲဝင်တစုကတော့ပြိုင်ပွဲအကြောင်းပြောပြမယ်အခန်းကိုလိုက်ခဲ့ဖို့ဆိုပြီးတော့အနိုင်ကျင့်ခေါ်နေပါတယ်။အဲ့တော့တွေ့တော့ friend ကဝင်သားပါလိ။အဲ့တော့ရန်ရှာဖို့လုံးနေရကြောင်းမလို့ friend ကရန်ဖြစ်ရင်နေရာစလုံးကကွန်မတီပွဲကနေအထောက်ခံရလိမ့်မယ်လို့ပြောပါလိ။အဲ့ဒါကြောင့်တခြားအစီအစဉ်တွေနဲ့ friend ကအဲ့ဒီပြိုင်ပွဲဝင်လက်ထဲကအကျွေးစီကို तू ကလူယူနိုင်ရင်မင်းကလေးကိုခေါ်သွားမှာဖြစ်ပြီးတော့ तू မယူနိုင်ဘူးဆိုလို့ရှင်တော့ မင်းကလေးကိုခေါ်သွားနိုင်ကြောင်းပြောပြီးတော့အလောင်းစားလုပ်လိုက်ကြပါတယ်။ Frank ကလည်းသူ့ဆရာတင်ကြလေးကျင်ပေးထားတဲ့ရေရေကငါ့ကိုလျှက်တစ်ပြက်ဖမ်းနေနေကိုတုံးပြီးတော့အကျွေးစီးကိုလူယူလိုက်ပါတယ်။ဒါပေမဲ့ပြိုင်ဝဲဝင်ကတော့သူ့ကိုယ်သူအတော်လေးယုံကြည်မှုရှိနေပြီးတော့မင်းရှုံးပြီလို့ Frank ကပြောလိုက်ပါတယ်။ဒါပေမဲ့သူ့လက်ထက်ကအကျွေးစီးကိုဖြွင့်ကြည့်လိုက်တဲ့အခါမှာတော့ Frank ကအကျွေးစီးကိုလူယူနိုင်ုံနဲ့မကဘဲနဲ့အကျွေးစီးချင်းတော်မှလဲလိုက်နေတာကြောင့်မလို့ Frank ကနိုင်သွားခဲ့ပါတယ်။ Janice လည်းပဲ Frank ရဲ့အရေးချင်းကိုသဘောကျသွားတဲ့ပုံစံနဲ့ပြုံးလိုက်ပါတယ်။အဲဒီနောက်တော့နှစ်ယောက်သားကအပြင်ထွက်ကစကားပြောကြရင်းနဲ့ Janice က ကော်မတီပြိုင်ပွဲအကြောင်းသိကျင်ကြောင်းနဲ့သူကြားထားတာကကော်မတီပြိုင်ပွဲကအရန်ရက်ဆက်တဲ့ပြိုင်ပွဲဖြစ်ကြောင်းသူလိုက်မေးနေပေမဲ့ဘယ်သူမှသူ့ကိုမပြောပြကြောင်းနဲ့တရင်အမှန်တွေကိုသိကျင်တာကြောင်းမလို့သူ့ကိုပြောပြလို့ရမလားဆိုပြီးတော့ French ကိုတောင်းဆိုလိုက်ပါ ರೀ French ကလည်းပဲသူပြောပြပေးမှဖြစ်ကြောင်းဒါပေမဲ့မနှက်ပြန်တော့သူနဲ့ညာသာအတူတူစားခဲ့ဖို့လိုက်ခဲ့ရမယ်လို့ပြောလိုက်ပါ ರೀ နောက်တစ်ခါမှာတော့ French ကအခန်းထဲမှာပဲသွေးပူလေးချိန်ခန်းနေလုံနေတဲ့အချိန်မှာ Jesse ရောက်လာပြီးတော့ပြိုင်ပွဲကျင်းပတဲ့နေရာကိုသွားဖို့ Vitala ခေါ်နေပြီလို့ပြောလိုက်ပါ ರೀ ကော်မတီပြိုင်ပွဲစတင်ပါပြီ မတူညီတဲ့လူမျိုးပေါင်းစုံနိုင်ငံပေါင်းစုံကပြိုင်ပွဲဝင်တွေကိုတွေ့ရမှာဖြစ်ပါတယ်ဖွင့်ပွဲမှာဒိုင်းတယောက်ကကော်မတီပြိုင်ပွဲစတင်ဖြစ်ပေါ်လာပုံပြောပြနေပါတယ်ဒီပြိုင်ပွဲကိုလွန်ခဲ့တဲ့နှစ်တရာကနဂါးနဲ့ဆိုတဲ့အဖွဲ့ချုပ်ကနေပြီးတော့ပထမဆုံးကျင်းပခဲ့တာဖြစ်ပြီးအဖွဲ့ဝင်တွေရဲ့တိုက်ခိုက်စွမ်းရည်ကိုတိုင်းတာပြီးတော့အတော်ဆုံးတိုက်ခိုက်ရေးသမားတယောက်ပေါ်ထွက်လာဖို့ပဲဖြစ်ပါတယ်ပြိုင်ပွဲရဲ့စည်းကမ်းကလည်းရိုးရှင်းပါတယ်တို့လေ့ကျင့်ထားတဲ့ဘယ်တိုက်ခိုက်နည်းနဲ့မဆိုတိုက်ခိုက်နိုင်တယ်လို့ပြိုင်ဘက်လဲကြနေချိန်မှာတော့မှထပ်မထူးရဘူးဆိုတဲ့စည်းကမ်းမျိုးလည်းမရှိပါဘူး အနိုင်ရဖို့ဆိုရင်တော့အလဲထိုးနိုင်အလဲထိုးဒါမှမဟုတ်စင်ပေါ်ကနေပြုတ်ကျသွားအောင်ပြစ်ချလိုက်ဒါမှမဟုတ်ပြိုင်ဘက်ကမတီလို့ပြောပြီးတော့အရှုံးပေးရင်လည်းရပါပြီတိုက်ခိုက်ပွဲကလည်းစတင်ပါပြီပထမဆုံးအတွဲကတော့မွေထိုင်းသမားနဲ့ကရာတီးသမားတို့ဖြစ်ပါလိမ့်ဂျီရှုသူတွေကလည်း ကိုကြိုက်တဲ့ဘက်ကနေပြီးတော့လောင်းကြီးထက်နေကြပါတယ်။ပြိုင်ပွဲဝင်တဲ့နှစ်ယောက်စလုံးကလည်းတည်တည်ချာချာလေးကျင့်ထားကြတဲ့သူတွေဆိုပေမဲ့မွေထိုင်းသမားကအသာစီးရနေပါတယ်။မွေထိုင်းသမားကလက်သီး၊ခြေရောက်၊ဒူးဒရောင်အားလုံးကိုသူ့ညနေသူအသုံးပြုပြီးတော့ဂရာဒီသမားကိုဆင်ပေါ်ကနေပြုတ်ကျသွားအောင်လုံနိုင်ခဲ့တာကြောင့်မလို့အနိုင်ရရှိသွားခဲ့ပါပြီ။အနိုင်ရသူတွေတော့ကတော့လက်ခုပ်တန်းနဲ့အားပေးတန်းနဲ့အပြည့်နဲ့ပေါ့။ရှုံးတဲ့သူကတော့ပြိုင်ပွဲကနေထွက်ရပါပြီ။နောက်တဲ့တွေကတော့ဂျက်ဆင်အလဲဖြစ်ပါတယ်။ဂျက်ဆင်ကဖရန့်ကိုမင်းကြည့်တာငါဘယ်လိုလုပ်မလဲဆိုတာမင်းကိုပြမယ်လို့ပြောလိုက်ပါတယ်။ ဂျက်ဆင်ကသူ့ထက်ကိုလုံးအတော်သေးရဲ့ပြိုင်မနဲ့တွေ့ပါတယ်။ကိုလုံးသေးပေမဲ့ရှော့တွက်လို့မရတော့ဘူး။မြ мян ဆန်ဆန်နဲ့ပဲဂျက်ဆန်တယောက်အကန်ခံလိုက်ရပြီးတော့နှာခေါင်းသွေးပါထွက်သွားခဲ့ပါတယ်။အဲဒီတော့မှဂျက်ဆင်ကလည်းဒေါသထွက်သွားပြီးတော့ပြိုင်မရဲ့စပင်ကိုဆောင်ဆွဲလိုက်ပြီးတော့တစ်ချက်ထိုးချလိုက်တာနဲ့ပြိုင်ဘက်လည်းမှောင်လဲသွားကသတိလစ်သွားခဲ့လို့ဂျက်ဆင်လည်းပဲအနိုင်ရသွားခဲ့ပါတယ်။ဂျက်ဆင်ကချောင်းလီကိုလည်းညှိုးထိုးပြီးတော့မင်းငါနဲ့တွေ့ရနဲ့မင်းသွားပြီလို့သာမှတ်ဆိုပြီးတော့စိန်ခေါ်နေခဲ့ပါတယ်။ဂျက်ဆင်ကသူ့ငွေချင်း Frank ကိုအထင်သေးနေတဲ့ချောင်းလီကိုမကျေနပ်တာကြောင့်မလို့စိန်ခေါ်လိုက်တာဖြစ်ပါတယ်။ ချောင်းလီကတော့တီတီငင်ငင်နဲ့ပဲဘာမှပြန်မပြောပဲမဲပြုံးတော်မှာပြုံးပြလိုက်ပါရီနောက်တစ်ပွဲကတော့ချောင်းလီအလေပါပဲဂျက်ဆင်နဲ့ဗီတာကဖရန့်ကိုချောင်းလီရဲ့လက်ရှိချန်ပီယံဖြစ်ကြောင်းသူကတကားမှမရှုံးမှုကြောင်းလေပြောပြနေပါရီချောင်းလီရဲ့ပြိုင်ဘက်ကတော့ကိုယ်လုံးပိတ်မင်းလေးဖြစ်ပြီးတော့မြန်မြန်ဆန်ဆန်နဲ့ချောင်းလီကိုဝင်ကန်လိုက်ပေမဲ့လေချောင်းလီကလဲပြုံးဖမ်းချုပ်လိုက်ပါရီပရိသတ်တွေကလေချောင်းလီချောင်းလီဆိုပြီးတော့အော်ဟစ်အားပေးနေခဲ့ကြပြီးချောင်းလီကလည်းပြိုင်ဘက်ကိုတစ်ချက်ရိုက်ချလိုက်ကစင်မောနေပြီးတော့ပြစ်ချလိုက်ပါရီ ချောင်းလီရဲ့မြန်ဆန်ချက်ကတော့အချိန်14စက္ကန့်ပဲကြာပါသေး။နောက်တဲ့တပွဲကတော့ Frank အလဲကိုရောက်လာခဲ့ပါပြီ။သူ့ရဲ့ပြိုင်ဘက်ကတော့ Janice ကိုလောင်းကြီးထက်ပြီးတော့အကျွေစည်းလူခဲ့တဲ့ Arret လူမျိုးတိုက်ခိုက်သမားပဲဖြစ်ပါသေး။ Frank ကလည်းသူ့ဆရာတင်မိထားတဲ့ပုံစံအတိုင်းပဲတိုက်ခိုက်ဖို့ပြင်လိုက်ပါသေး။ Arret လူမျိုးဝင်လာနဲ့ Frank ကလက်ကိုဖမ်းချုပ်လိုက်ပြီးတော့မြန်မြန်ဆန်ဆန်ပဲမျက်နှာကို3-4ချက်လောက်ရိုက်ချကာမှောက်ချလိုက်ပြီးတော့ထိုးဖို့ပြင်လိုက်တဲ့အချိန်မှာ Arret ကောင်သတိလစ်သွားခဲ့ပါသေး။မြန်ချက်ကစာကလေးရေတောက်ဖို့တော့မှအချိန်မရလိုက်ပါဘူး။ ိုင်လူကြီးက Frank အနိုင်အကြောင်းလက်မြောက်လိုက်တဲ့အချိန်မှာပဲဒေးလစ်ဟန်ဆောင်နေတဲ့ Arret ကောင်ကထလာပြီးတော့ Frank ကိုအနောက်ကနေပြီးတော့ဝင်းချဖို့ကြိုးစားပေမယ့်အရန်မြန်နဲ့ Frank ရဲ့နောက်ပြန်တရောင်နဲ့မိသွားပြီးတော့တကယ်သတိလစ်သွားခဲ့ပါပြီ Frank ရဲ့မြန်ချက်က၁၂စက္ကန့်ဆိုတော့မြန်မာရီဆိုရဲချောင်းလေးရဲ့၁၄စက္ကန့်ဆိုရဲစံချိန်ကိုချိုးလိုက်နိုင်တာပါဂျက်ဆင်ကတော့ Frank ရဲ့ပထမဆုံးပွဲမှာနေမဲ့စံချိန်ကိုချိုးသွားပြီးဆိုပြီးတော့အားရဝမ်းသာအော်ဟစ်နေပါပြီပြန်ပွဲကတော့တပွဲပြီးတပွဲဆက်လက်ကျင်းပနေခဲ့ပါပြီ ပြိုင်ပွဲဝင်တဦးချင်းစီကလည်းမတူညီတဲ့ကိုခံပညာမျိုးစုံပုံစံတွေကိုတိုက်ခိုက်နေကြတာပါ။တချို့အတွေ့အကြုံဆိုရင်တိုက်ခိုက်နေရတဲ့တော့မတူဘဲနဲ့ပြိသက်ကိုဖျော်ဖြေနေတယ်လို့မျိုးလည်းတွေ့ရပါသေး။ပြိုင်ပွဲဝင်တိုက်ခိုက်သမားတဦးချင်းစီရဲ့တိုက်ခိုက်မှုတွေကကိုလုံးသေးတာကြီးတာပိန်နာဝရာကိုလေးချင်းပြည်တာမပြည်တာမျိုးမကြည့်ပါဘူး။ကိုနဲ့ကြားရအတွင်းနဲ့ပြန်ရမှာဖြစ်ပါသေး။ဂျက်စင်ကတော့ခွန်အားကိုအဓိကထားပါသေး။ပြိုင်ဘက်ကိုကန်ပြီးသတိလက်သွောင်းအောင်လုပ်ပြီးတော့မှအစင်မောကနေပြစ်ချလိုက်ပါသေး။ချန်ပီယံဟောင်းချောင်းလေးရဲ့အရေးချင်းကလည်းမသေးပါဘူးဗျ။ အားလဲအယံတန်တယ်လို့ဗတ်စုံတော်ရဲ့ကစားသမားလည်းဖြစ်နေတော့ပြိုင်ဘက်ကိုအေးစစ်အနိုင်ယူနိုင်ခဲ့တာပါနောက်တစ်ဆင့်တက်သွားတဲ့ပြိုင်ပွဲဝင်ရဲ့အဓိကပညာရက်တွေကတော့မွေထိုင်ကရာတေဂျူရိုနဗန်စတွေပါပြိုင်ပွဲကအဲ့လိုနဲ့တည်းရပြီးဆုံးသွားတဲ့အခါမှာဖရန့်ဂျက်ဆင်ချောင်လီနဲ့တခြားတိုက်ခိုက်ရေးသမားတော်တော်များများကနောက်တစ်ဆင့်ကိုတက်လန်းသွားခဲ့ကြပါပြီတပတ်မှလည်းပဲ CID အရာရှိနှစ်ယောက်ကနေလေစာစားနေတော့မှာ ဟောင်ကောင်ရဲရာရှိခြံရောက်လာခဲ့ပြီးတော့ Frank ကအစ်စလိတ်ဟိုတယ်မှာတဲကိုနေကြောင်းသတင်းပေးလိုက်တော့အရာရှိနှစ်ယောက်ကလည်းနေလေစာတော့မှအပြီးမစားနိုင်တော့ဘဲနဲ့ကမန်းကနန်းထွက်သွားခဲ့ရပါတယ်။ CID အရာရှိနှစ်ယောက်ကလည်း Frank ကိုရောက်လာခဲ့ပြီးတော့ပြန်သွားဖို့ခေါ်ပါတယ်။တကယ်တော့ Frank ကိုကူမီတီပြိုင်ပွဲမှာမထိုးခိုင်းမင်းနဲ့ပြန်စေချင်တာဆိုတာကလည်း Frank လိုမျိုးတော်တဲ့စစ်သားတယောက်ကကူမီတီပြိုင်ပွဲမှာထိခိုက်မှုတစ်ခုခုဖြစ်သွားမှာကိုအမေရိကန်ဆိုးရွားကမလိုလားလို့ပဲဖြစ်ပါတယ်။ Frank ကတော့သူကထိခိုက်မှုဖြစ်မှာမဟုတ်ကြောင်းနဲ့ကူမီတီပြိုင်ပွဲပြီးမှပဲပြန်လာမယ်လို့ပြောလိုက်ပါတယ်။ အရာရှိတွေကလည်းအတင်းခေါ်နေရကြောင်းမလို့ friend လည်းပဲနောက်နေ့ကျရင်လေးစိတ်မှတွေးကြမယ်လို့ပြောလိုက်တော့အရာရှိတွေကလည်းလျှက်စေးရှော့တိုက်တဲ့တနက်ကိုထုတ်ပြီးတော့ like ခဲ့ဖို့အတင်းခေါ်နေရကြောင်းအနားမှာရှိတဲ့ Justin က friend ထွက်ပြေးလို့ရအောင်လို့အရာရှိတွေကိုကိုယ်လုံးနဲ့ဝင်တိုက်လိုက်ပါလိထွက်ပြေးသွားတဲ့ friend ရဲ့နောက်ကိုအရာရှိနှစ်ယောက်က like ဖမ်းကြပေးမယ်လေလူငယ်လေးဖြစ်သလိုဒီနေရာကိုပိုကျွမ်းကျင်တဲ့ friend က CID အရာရှိနှစ်ယောက်ကိုယူလုပ်ပြီးတော့ထွက်ပြေးနိုင်ခဲ့ပါလိ ်အမေရိကန်မှာတော့ Frank နဲ့ Janice တို့ကသဘောတူထားကြတဲ့အတိုင်းပဲညစာအတူတူစားကြပါရီ Frank က Janice ကိုပြိုင်ပွဲအကြောင်းကိုတီးဖို့အတွက်ပြိုင်ပွဲကိုသွားကြည့်တင်တယ်လို့ပြောလိုက်တော့ Janice ကလည်း "तू ကအဲ့ဒီအကြောင်းလေးကိုတော်တော်လေးသိကျင်တာကြောင့်မလို့သူ့ကိုကူညီပေးဖို့ပြောပါရီ" Frank ကအဲ့ဒီပြိုင်ပွဲကစီးကန်းအရန်တင်းကျပ်တာကြောင့်မလို့သူ့ကိုကူညီဖို့အရန်ခက်ခဲတယ်လို့ပြောလိုက်တော့ Janice ကလည်း "तू သိထားတဲ့လှုပ်ဝက်လက်နက်ကိုထုတ်ပြောလိုက်ပါရီ"အဲ့ဒါကတော့ Frank ကိုတမျိုးလုံးအနှံ့လိုက်ရှာနေတဲ့ CID အရာရှိ Hermione Rolling ပဲဖြစ်ပါရီ။ တကယ်လို့ Frank သူ့ကိုမကူညီဘူးဆိုရင် Frank ရှိရဲ့နေရာကိုသတင်းပေးလိုက်မှာဖြစ်ပါတယ်။ Frank ကလည်းပဲသူ့စီကဘာလို့ခြင်းနေရာလေးလို့မေးပါတယ်။ Janice ကပြိုင်ပွဲကိုကြည့်လို့ရအောင်လုပ်ပေးဖို့နဲ့ Frank အကြောင်းလည်းသိကျင်နေပြီးတော့ Frank နဲ့တညာလုံး AC နေခြင်းမာရီလို့ပြောလိုက်ပါတယ်။ Frank ကလည်းသဘောတူလိုက်တော့ဘာပြောကောင်းမလဲ။အဲ့ညမှာနှစ်ယောက်သားကပါတီပွဲကျင်းပလိုက်တာပေါ့ဗျာ။မနေ့ရောက်တော့ Frank ကလည်းပဲ Janice ကိုနှုတ်ဆက်ပြီးပြိုင်ပွဲကျင်းပရာနေရာကိုထွက်သွားခဲ့ပါတယ်။ Frank ပြိုင်ပွဲကိုရောက်လာပြီးတော့ခဏကြာမှာ ဖရန်ဘလိုကူညီလိုက်လဲမသိပါဘူး။ဂျန်နစ်တယောက်ဘေးတယောက်နဲ့တူတူပြိုင်ပွဲကျင်းပရာစီကိုရောက်လာခဲ့ပါရီ။ဂျန်နစ်ကဖရန်ကိုလှုပ်ဝက်ပြီးတော့တရင်လာယူရတာကဓာတ်တူးတဲ့ပထမဆုံးအခောက်မဟုတ်ပါဘူးလို့ပြောလိုက်ပါရီ။ဒီနေ့ရဲ့ပထမဆုံးပွဲကတော့မွေထိုင်းလက်ဝဲကိုတုံးနိုင်တဲ့နိုင်ငံသားတယောက်ပဲဖြစ်ပါရီ။သူကအယံကျမ်းပါရီ။ခြေောက်တွေဒူးတွေတံတောင်းတွေတုံးပြီးတော့ပြိုင်ဘက်ကိုအမောက်တိတ်လိုက်နိုင်ပါရီ။အခုမှအယံကျမ်းတဲ့ပွဲတွေကိုပထမဆုံးအချိန်မြင်ရတော့ဂျန်နစ်လည်းပဲပါဇက်အဟောင်းသားဖြစ်နေခဲ့ပါရီ။အဲဒီနောက်ဖရန်ရဲ့အလဲကိုရောက်လာခဲ့ပါရီ။ဖရန်ကတန်မနီလိုမာကျော်ရဲ့သူ့ရဲ့ခြေောက်တွေကိုအုံပြူပြီးတော့တိုက်ခိုက်ပါရီ။ ဖရန့်ကသူ့ရဲ့စွမ်းအင်တွေကိုအပြေးအဝထုံမသုံးသေးပါဘူး။ဘာလို့လဲဆိုတော့သူ့ပြိုင်ဘက်ရဲ့အရေးချင်းတွေကပညာအကုန်ထုတ်သုံးစရာမလိုသေးလို့ပါ။ခဏတွေးမှပဲဖရန့်ကသူ့ရဲ့ပြိုင်ဘက်ကိုအနိုင်ယူလိုက်ပါရီ။နောက်တစ်ပွဲကတော့ချောင်းလေးလဲပါ။ဒီတစ်ခါသူ့ရဲ့ပြိုင်ဘက်ကတော့သူနဲ့လုံးတူထောက်တူဖြစ်ပြီးတော့အခြေခံတိုက်ခိုက်မှုကလည်းအတော်လေးကိုကောင်းနေပါရီ။ဒါပေမဲ့ချောင်းလေးကလည်းပေါ်သေးသေးလူမှမဟုတ်တာဗျာ။အဲသူ့ရဲ့အတွေ့အကြုံနဲ့အားတန်မှုကိုအသုံးပြုပြီးတော့ပြိုင်ဘက်ရဲ့အားနည်းချက်ကိုတိုက်ခိုက်ပါရီ။အဲ့တော့အားပြော့သွားတဲ့ပြိုင်ဘက်ရဲ့ခြေောက်ကိုကန်ပြီးတော့ချိုးပစ်လိုက်ပါရီ။ ဂျန်နစ်ကတော့ထိတ်လန့်သွားလို့မျက်နှာလွှဲလိုက်ရတဲ့အထိဖြစ်သွားပြီးတော့ဘာလို့ဒီလောက်ထိများရက်ဆက်ကြတာလဲလို့တွေးမိပါတယ်။ဖရန့်ကလည်းနည်းနည်းပိုဒေါ်လာတဲ့ပြိုင်ဘက်တွေနဲ့တွေးရပေမဲ့လေတိကျမြန်ဆန်တဲ့ခြေကန်ချက်တွေနဲ့ရိုက်ချက်တွေကြောင့်မလို့ပိုဒေါ်တဲ့ဖရန့်ကပဲအနိုင်ရသွားခဲ့ပါတယ်။ပြိုင်ပွဲကတော့တစင်ချင်းစီမှာအရှုံးသမားတွေကိုဖယ်ထုတ်သွားခဲ့ပြီးတော့ပိုဒေါ်ရဲ့လူတွေကနောက်တစ်ဆင့်ကိုတက်သွားခဲ့ရတာမျိုးပါ။နောက်တစ်ပွဲမှာတော့ Frank ကကိုလုံးကြီးကြီးနဗန်းသမားတယောက်နဲ့ရှင်ပြန်ရပါပြီ။ဒန်မတ်ကအယံအမအာသနာကြောင့်မလို့ Frank ကဖမ်းချုပ်ခြင်းကိုခံလိုက်ရပါတယ်။ ဒါမဲ့လည်း Frank ကဖမ်းချုပ်ထားတဲ့နဗန်းသမားကိုခေါင်းနဲ့တိုက်လိုက်ပြီးတော့ဒေးမဲ့ပညာရက်ကိုတုံးကနဗန်းသမားရဲ့ဘိုက်ကိုရိုက်ထည့်လိုက်ပါတယ်။အဲဒါတော့မှဘာမှမဖြစ်သေးဘဲနဲ့ပြေးဝင်လာတဲ့နဗန်းသမားရဲ့အောက်ကိုခြေဆန့်ထိုင်ချလိုက်ပြီးတော့နဗန်းသမားရဲ့ငေးပါကိုထိထိမိမိထိုးထည့်လိုက်ပါတယ်။ပြောရမယ်ဆိုလို့ရှိရင်တော့ဘာစည်းမြစ်မှမရှိတဲ့ပွဲဆိုတော့လေကြိုက်တဲ့နေရာကိုကြိုက်တယ်လို့ထိုးလို့ရနေရပါဗျာ။ပြီးတော့ Frank ကအနိုင်ရသွားပြီးတော့နောက်တစ်ဆင့်ကိုလည်းတက်သွားခဲ့ပါပြီ။နောက်ထပ်တပွဲအလဲကြတာကတော့ Jason နဲ့ Chong Lee တို့ရဲ့ပွဲပဲဖြစ်ပါတယ်။ ရစင်ငါစီမွန်မတက်ခင်မှာဖရန့်ကချောင်လီရဲ့အားနည်းချက်ကဘိုက်မှာဖြစ်လို့ဘိုက်ကိုထိုးဖို့နဲ့သူ့ရဲ့ညာခြေောင်းနဲ့ဝေးဝေးနေဖို့တတိပေးလိုက်ပါရီဖရန့်ကစိတ်ပူနေတဲ့လောက်ဂျက်ဆင်ကတော့ယုံကြည်မှုအပြည့်နဲ့သူ့လုံးနိုင်ပါလေလို့ပြန်ပြောပါရီချောင်လီနဲ့ဂျက်ဆန်တို့တိုက်ခိုက်လို့ခဏအကြာမှာပဲဂျက်ဆင်ကသူ့ရဲ့အားကိုအသုံးပြုပြီးတော့ချောင်လီကိုလဲကျသွားအောင်လုပ်နိုင်ခဲ့ပါရီဂျက်ဆင်ကလည်းသူ့လုံးနိုင်ခဲ့ပြီဆိုတာလဲကျသွားတဲ့ချောင်လီကိုဆက်မထိုးတော့ဘဲနဲ့ပရိသတ်ဘက်ကိုလှည့်ကအောင်ဝဲခံအော်ဟစ်နေပါရီအဲတော့ဒီတော့ဖရန့်ကဒီကောင်ဆက်မချဘဲနဲ့ဘာလုပ်နေရလဲလို့ပြောခဲ့ပါရီ ပေါ်ဆာသွားတဲ့ဂျက်စင်ကလည်းချောင်းလေးကိုပြန်ချဖို့လုပ်မှာပဲအကန့်ခံလိုက်ရပြီးတော့လဲကျသွားပါရီအသာစီးရသွားတဲ့ချောင်းလေးကလည်းလဲကျနေတဲ့ဂျက်စင်ကိုအဆက်မပြတ်ကမ်းလိုက်ပြီးတော့နောက်ဆုံးမှမျက်နှာကိုပိတ်ကန်ချလိုက်တော့ဂျက်စန်လည်းပဲသတိလစ်သွားခဲ့ပါရီဖရန်ကသူ့ရဲ့တငယ်ချင်းတို့ကမကြေနပ်ပေမဲ့ဘာမှလုပ်လို့မရပါဘူးစိတ်ကိုထိန်းချုပ်ပြီးတော့ဂျက်စင်ကိုဆေးရုံလိုက်ပို့ကြပါရီဂျက်စင်ရဲ့အချိန်လေးကတော်တော်လေးကိုစိုးနေပြီးတော့အချိန်အတော်ကြာအနားယူရမှာပါအခုထိလည်းစကားတော်မှမပြောနိုင်သေးပါဘူးဖရန်ကသူ့ချောင်းလေးကိုပညာပြန်ပေးလိုက်မယ်လို့ဂျက်စင်ကဂရုပေးနေခဲ့ပါရီ အဲ့တော့ဂျန်နစ်ကကြားလိုက်တော့နင်ဂျက်ဆင်လိုမျိုးဆင်းုံတက်ချင်နေရလားဆိုပြီးတော့ဖရန့်ထိခိုက်မအောင်မမြင်ချင်လို့ဝင်ပြောလိုက်တယ်ဆိုပေမဲ့လေဖရန့်ကဂျင်းနစ်ကိုဝင်မပါဘူးနဲ့မမြင်ချင်မကြည့်နဲ့လို့ပြောလိုက်ပါတယ်ဒီလိုပြိုင်ပွဲကြီးကအရန်ရက်ဆက်တက်တာကြောင့်မလို့ဂျန်နစ်ကဖရန့်ကိုပြိုင်ပွဲကနေနှုတ်ထွက်စေချင်နေရပါဒါပေမဲ့ဖရန့်ကဂယူးမဆိုင်ပါဘူးသူဒီိုလာကချန်ပီယံဖြစ်ချင်လို့ပါသူ့အတွက်မဟုတ်ရင်တော့သူ့ရဲ့ဆရာအတွက်တာခါနာမျိုးအတွက်လို့ပြောပါတယ်ဂျန်နစ်လည်းတားမရတဲ့အစုံအေးဆက်လို့ ဆက်သာထိုးနေလိုက်သူလည်းပဲလာပြီးတော့အာမပြီးတော့ဘူးလို့စိတ်ဆိုးဆိုးနဲ့ပြောပြီးတော့ထွက်သွားခဲ့ပါတယ်ဖရန့်အောင်တားလို့မရတဲ့ဂျန်နစ်ကလည်းရဲစခန်းကိုသွားပြီးတော့ကူမီတီပြိုင်ပွဲကိုရပ်တန့်သွားအောင်လုပ်ပေးဖို့နေအဲ့ဒီပွဲကအရန်ရက်ဆက်တဲ့ပွဲဖြစ်ပြီးဒီနေ့တောင်မှလူတယောက်တိမ်မလို့ဖြစ်သွားတဲ့အကြောင်းနဲ့တငယ်ချင်းတယောက်လည်းပဲအဲ့ဒီမှာဝင်ပြိုင်နေရမလို့သူ့ကိုလည်းမထိခိုက်သေးချင်ဘူးလို့ပြောလိုက်ပါတယ်ဖရန့်ကတော့သူ့ရဲ့တငယ်ချင်းဂျက်ဆင်အတွက်ဒေါသတွေထွက်နေခဲ့တာမလို့စိတ်ရှုပ်ထွေးနေခဲ့ပြီးချောင်းလေးမျက်နှာကိုပဲမြင်အောင်ကဂျက်ဆင်အတွက်လက်စားချေခြင်းတဲ့စိတ်ပဲဖြစ်နေခဲ့ပါတယ် အဲဒီနောက်မှာတော့သူ့ရဲ့ဆရာပြောခဲ့တာတွေကိုပြန်လဲစဉ်းစားနေခဲ့ပြီးတော့စိတ်တည်ငြိမ်သွားအောင်ပြန်လေ့ကျင့်နေခဲ့ပါတယ်။နောက်ဆုံးနေ့ပွဲစဉ်ကိုရောက်တော့ Frank ကပုံမှန်တိုင်းပြိုင်ပွဲကျင်းပရာနေရာကိုသွားခဲ့ပါတယ်။ဒါပေမဲ့လည်း CID အရာရှိတွေနဲ့ဟောင်ကောင်ရဲတွေကသူ့ကိုဖမ်းခေါ်သွားဖို့အတွက်စောင့်နေကြပါတယ်။ Frank ကလည်းဒီအချိန်လေးထိရောက်လာတာရက်ဖို့မဟုတ်ဘူး။သူ့ကိုမတားနိုင်လို့ပြောတာဆက်ပြီးတော့ဝင်သွားခဲ့ပါတယ်။ဟောင်ကောင်ရဲတွေကလည်းတယောက်ပြီးတယောက်ထွက်လာကဖမ်းနေဆိုပေမဲ့လည်း Frank တော့အေးအေးစစ်စစ်ပဲအမောက်သိပ်ပေးလိုက်နိုင်ပြီးအရာရှိတွေရဲ့အရှိကိုရောက်သွားခဲ့ပါတယ်။ အရာရှိတွေကလည်းလျှက်စစ် short တက်ကိုထုတ်ပြီးတော့ friend ကိုပြစ်လိုက်ပေမဲ့ကြိုးသိနေတဲ့ friend ကအနာအတန်များကိုယူပြီးတော့ကာလိုက်တာကြောင့်မလို့ပြန်ကန်ထွက်သွားပြီးတော့ဝင်လာတဲ့ဟောင်ကောင်ရဲတွေကိုထိသွားခဲ့ပါရီအဲ့တော့ friend ကအရာရှိတွေစီကလျှက်စစ် short တက်ကိုယူလိုက်ပြီးတော့မနက်ပြန်၄စိတ်မှတွေးဆောင်ကြမယ်လို့ပြောပြီးတော့ထွက်သွားခဲ့ပါရီနောက်ဆုံးမှာတော့ရွေးချယ်စရာမရှိတော့တဲ့အရာရှိနှစ်ယောက်ကလည်းကော်မတီပွဲကိုတွားကြည့်ဖို့ဆုံးဖြတ်လိုက်ကြပြီးတော့ ဂျန်နစ်လည်းရောက်ရှိလာကြအောင်မလို့အတူတူသွားခဲ့ကြပါရီ။ပြိုင်ပွဲစားတော့ Frank ကမွေထိုင်းလက်ဝေသမားနဲ့တွေ့ပါရီ။ဆဆချင်းမှာပဲပြိုင်ဘက်ကအလစ်ဝင်တိုက်ခိုက်လိုက်တာကြောင့်မလို့ Frank တစ်ချက်တော့ထီးသွားပြီးတော့လဲကျသွားခဲ့ပါရီ။လဲကျနေတဲ့ Frank ကိုဆက်ပြီးတော့ကန်မှုဂျူးစားပေမဲ့ Frank ခြေောက်ကိုကန်လိုက်ပြီးတော့ပြိုင်ဘက်လဲကျသွားအောင်လုပ်လိုက်ပါရီ။ဒီမှာကြည့်မယ်ဆိုရင် Frank ရဲ့ပြိုင်ဘက်ကလည်းတော်တော်လေးကိုကောင်းပါရီ။သူတို့ရဲ့ထိုးကြကြိတ်ကြရင်းနဲ့အရှင်တက်လာပြီးတော့လာဝင်လာကန်လို့អော်ရတာတယောက်တည်းလဲပြိုင်ကန်နေကြပါရီ။ ဒါမဲ့နောက်ဆုံးမှာတော့တမ်မီလိုမျိုးတမ်အောင်လေးကျင်ထားတဲ့ဖရန့်ခြေကန်ချက်ကိုထိသွားပြီးတော့အဲ့လက်ဝေသမားလည်းမှောက်သွားခဲ့ပါပြီ ဖရန့်အနိုင်ရသွားတာကိုတွေ့တော့လာအားမပြီးတော့ဘူးဆိုတဲ့ဂျန်နစ်ကလည်းပဲလက်ကုပ်လက်ဝါးတီးကအားပေးနေခဲ့ပါရီအနိုင်ရသွားရင်ဖရန့်ကတော့နောက်ဆုံးပွဲကိုတက်လန်းလို့သွားခဲ့ပါပြီနောက်တစ်ပွဲကတော့ချောင်းလီရဲ့ပွဲပါဒီပွဲကိုသူနိုင်ရင်တော့ဖရန့်နဲ့နောက်ဆုံးပွဲကိုပြန်ရမှာဖြစ်ပါရီသူရဲ့ပြန်မကတော်နေပြီမဲ့လေချောင်းလီကတော့ပေါ်သေးသေးမဟုတ်တော့သူ့ရဲ့ခွန်အားလင်းမြန်မှုနဲ့အတွေ့အကြုံတွေကြောင့်ပြိုင်ဘက်ကိုလဲကျသွားအောင်လုပ်လိုက်ပြီးသူ့ရဲ့ကိုလုံးကြီးနဲ့တက်ဖီကဒရောင်းစင်းတစ်ဖက်နဲ့ရိုက်ချလိုက်ပါရီအလောင်းနဲ့အားမရသေးပဲမျက်နှာကိုအားကုန်တစ်ချက်ထိုးချလိုက်ပြီးတော့ကောင်းကိုကိုင်းကလေပြင်းကိုလည်းလိန်ချိုးလိုက်ပြီးတော့ရေးရဆက်ဆက်ပဲအဆုံးသက်ပေးလိုက်ပါရီ ပရိသတ်တွေကလေချောင်းလီချောင်းလီဆိုပြီးတော့အော်ဟစ်အားပေးနေပေမဲ့ချောင်းလီကပြိုင်ဘက်ကိုအသေးတက်လိုက်ပြီးဆိုတော့တီးသွားကြတော့အားလုံးကလေတီးသွားတဲ့သူတို့ကဝိုင်းနေချင်းများစွာနဲ့ခိတခဏတိတ်ဆိတ်သွားခဲ့ကြပါရီချောင်းလီကတော့ friend ကိုလက်ညှိုးထိုးလိုက်ပြီးတော့နောက်တစ်ခါမင်းလဲပဲဆိုတဲ့ပုံစံမျိုးနဲ့လှည့်ပြောလိုက်ပါရီနောက်ဆုံး final ပြိုင်ပွဲမစခင်မှာတော့ချောင်းလီရဲ့လူကချောင်းလီရဲ့ဘောင်းမီတွေကိုတစုံတစ်ခုခိုးထည့်ပေးလိုက်ပါရီ final ပွဲစတင်မှာပြီမျိုးစလုံးကလုံးလူတောက်လူလောက်ဆိုပေမဲ့ချောင်းလီရရင်အုပ်ကြော်သားနည်းနည်းပို့တောင့်ပြီးတော့ friend ကတော့ပို့ပြီးတော့လှည့်မြန်တွက်လက်ပါရီ အစာပိုင်းမှာတော့ friend ကအထူးခံရအကန်ခံရနဲ့အချင်းချင်းလဲကြသွားပါရီ။ချောင်းလေးရဲ့ဘိုင်းနေရာကိုတိုက်ဖို့စူးစမ်းပေမဲ့ချောင်းလေးကလည်းပါနဲ့စွာနဲ့ကာဝယ်နိုင်ပါရီ။ ဒါမဲ့ခဏကြာမှာပဲ Frank ကချောင်လီရဲ့မျက်နှာကိုခုံပြီးတော့ကန်ချလိုက်တာကြောင့်မလို့လဲကြသွားပါတယ်။ချောင်လီကပြန်ထလာပြီးတော့ Frank ကိုအရှိန်နဲ့ဝင်တိုက်ဖို့လုပ်ပင်မယ်လေ။ Frank ကဂျုံပြက်ကခုံရှောင်လိုက်ပြီးတော့ချောင်လီရဲ့မျက်နှာကိုနောက်ပြန်ကန်ချလိုက်ပါတယ်။အဲနောက်တော့ Frank ကအသာစီးရသွားပြီးတော့သူ့ငယ်ချင်းတို့ကလက်စားအခြေချင်းတွေရဲ့ဒေါသနဲ့ပေါင်းပြီးတော့ချောင်လီကိုအဆက်မပြတ်ထိုးချလိုက်ပြီး Damley လိုမာကျော်ရဲ့ရှောင်းနဲ့မျက်နှာကိုပင့်ကန်လိုက်တဲ့အချိန်မှာပဲချောင်လီလဲကြသွားခဲ့ပါတယ်။လူရုံမာတို့အကျင့်တိုင်းမှာပဲရှုံးလာရင်တော့ညံနေညံနဲ့ညံအပြညံအဝါတွေပါထုတ်သုံးပါပြီ။ ဘွဲမစားခင်ကလေးကသူ့ရဲ့လူကဘောင်းမီတွေထည့်ပေးထားတဲ့အရာကိုထုတ်လိုက်ပြီးတော့အမုံဖြစ်သွားအောင်ခြေမွှားလိုက်က friend ရဲ့မျက်လုံးစီကိုပတ်လိုက်ပါတယ် ထိမှန်မထားအကြောင်းမလို့ Frank ကလည်းရှောင်လိုက်ချိန်မရဘဲနဲ့ဘာအမှုမှန်းမသိမျက်လုံးနဲ့ဝင်သွားအကြောင်းမလို့မျက်စိတွေမှုံသွားသွားပြီးတော့မမြင်ရတော့ပါဘူး။ချောင်းလီလည်းပဲအခွင့်အရေးကိုလက်လွတ်မခံဘဲနဲ့အဆက်မပြတ်ထိုးချိန်ကန်ကြောက်ပြီးတော့နေင်းကိုခပ်ပြင်းပြင်းတစ်ချက်ရိုက်လိုက်တော့ Frank လည်းပဲလဲကျသွားခဲ့ပါလိမ့်။ Frank တကယ်ဘာမှမမြင်ရတော့ကိုတွေ့တော့ချောင်းလီလည်းပဲသူသေးကြပေါ့အနိုင်ရမယ်လို့အယောင်ယုံကြည်မှုရှိနေခဲ့ပါပြီ။ Frank ကလည်းမျက်လုံးတွေကိုပုတ်ကြည့်လိုက်ပင်မဲမမြင်ရသေးတာကြောင့်မလို့ဘာလို့အမှန်မသိဖြစ်သွားပြီးတော့အားကုန်အော်ဟစ်လိုက်ပါလိမ့်။ဒါမဲ့ခဏကြာမှတော့သူ့ဆရာတင်ပေးခဲ့တာတွေကိုပြန်လည်စဉ်းစားမိသွားပြီးတော့ မျက်လုံးမမြင်ရရင်တော့မှအာယုံခံစားမှုကျန်နေသေးတယ်အဲ့တော့တိုက်ခိုက်ဖို့အတွက်ပြိုင်ဘက်ကိုအမြဲတမ်းမြင်နေဖို့မလိုအပ်ဘူး။ဒါကြောင့်စိတ်ကိုတည်ငြိမ်အောင်ပြန်လှည့်ပြီးတော့စူးစီးလိုက်ပါလေ။အဲဒီမှာပဲချောင်းလီက Friend ကိုပွဲသိမ်းပေးဖို့ဝင်လာပေမဲ့ Friend ကချောင်းလီရဲ့လက်ကိုဖမ်းပြီးတော့ဘိုက်ကိုကန်လိုက်ပါလေ။ Friend ရဲ့မျိုးလုံးတွေကလည်းမမြင်ရသေးမင်းနဲ့ဝါတတာဖြစ်နေခဲ့ပါလေ။ချောင်းလီကဒိုင်လူကြီးကို Friend စီကိုတွန်းထုတ်လိုက်ပါလေ။ Friend ကဖမ်းချုပ်ပြီးတော့ထိုးလိုက်ဖို့လုပ်ပေမဲ့ဒိုင်လူကြီးမှတိသွားပြီးတော့ပြန်လွှတ်ပေးလိုက်ပါလေ။ ကျောင်းလေးက front မမြင်ရတော့ခွင်ကောင်းယူပြီးတော့အလစ်ဝင်တိုက်ဖို့လုပ်ပေမဲ့လေသူ ਈ ပဲခံနေရပါတယ်။နောက်ဆုံးမှာတော့ front ကိုလှည့်ပြီးတော့ဇက်တိုက်ခုံကန်လိုက်တဲ့အခါမှာတော့ချောင်းလေးလည်းပဲမခံနိုင်တော့ဘဲနဲ့လဲကျသွားခဲ့ပါတယ်။ front လည်းလဲကျသွားတဲ့ချောင်းလေးရဲ့ခေါင်းကိုကိုင်းကအရှုံးပေးဖို့ပြောလိုက်ပါတယ်။တကယ်လို့အရှုံးမပေးဘူးဆိုရင် front သူ့ရဲ့လဲပင်ကိုလိန်ချိုးပြစ်တော့မှမလို့ကိုလည်းကျတေးမောင်ကြောက်တဲ့ချောင်းလေးကလည်းအရှုံးပေးလိုက်ပြီးတော့မတ်တီလို့ပြောလိုက်ပါတယ်။ Frank ကချောင်းလေးရဲ့ခြေထောက်မှာခြေထားရဲဂျက်ဆင်ရဲ့ခေါင်းစည်းကိုပြန်ယူလိုက်ပါတယ်။ Janice ကလည်းဝမ်းသာအားရအားပေးလိုက်တယ်လို့ CID ရရှိတွေကလည်း Frank ရဲ့နာမည်ကို offer ကလက်သီးလက်မောင်းတန်းပြီးတော့အားပေးနေခဲ့ပါရီ။အဲဒီနောက်တိုင်းတွေက Frank ကိုဒီနှစ်ကူမီဒီရဲ့ Champion ဖြစ်ကြောင်းကြေညာလိုက်ပြီးတော့ဓာတ်တလက်ကိုထိုက်တဲ့တန်တန်ဂုံပြုတ်လိုက်ပါရီ။ Frank ကလည်းပဲဓာတ်ကိုကြည့်လိုက်ပြီးတော့ဒါဟာဆေးရအတွက်ပဲလို့တီးတို့ရေရွတ်လိုက်ပါရီ။နောက်တစ်ခါမှာတော့ Frank ကဆေးရုံမှာရှိနေတဲ့ Jason စီကိုတွားခဲ့ပါရီ။ Jason ကလည်း Frank ကိုမင်းချောင်းလီကိုကောင်းကောင်းစော်ထည့်ပေးလိုက်လားလို့မေးလိုက်တော့ Janice ကဂျားရီယာဝင်ပြီးတော့အဲ့ထက်တောင်မှပို့တယ်။ချောင်းလီကမတီးလို့တောင်မှပြောတယ်လို့ဝင်ပြောလိုက်ပါရီ။ Jason ကလည်း Frank ကို ဟာမင်းကဟုတ်လိုက်လားကွာဒါပေမဲ့မင်းအရန်အထင်မကြီးနေုံတော့မင်းအနိုင်ရရဆိုတာငါနဲ့မတွေ့သေးလို့ကွာနောက်တစ်ခါကျရင်တော့မင်းငါနဲ့ချရအောင်မေလို့စနောက်လိုက်ပါရီ friend ကလေနောက်တစ်ခါမင်းချရင်မင်းရဲ့ခေါင်းစည်းကိုတော့စီးထားလို့ပြောကပေးလိုက်တော့ Jessie ကဘယ်အချိန်ဘယ်နေရာပဲဖြစ်ဖြစ်ငါမင်းအတွက်အဆင်သင့်မေလို့ပြန်ပြောလိုက်ပြီးတော့တွေးဆောင်ရသေးတာမကြပါမိအရန်ချစ်ကြတဲ့တငယ်ချင်းနှစ်ယောက်ကနှုတ်ဆက်လိုက်ကြပါရီနောက်ဆုံးမှာတော့ friend ပြောခဲ့တဲ့မနဲ့လေးစိတ်မှတွေးကြမေဆိုတဲ့အတိုင်းပဲအရာရှိနှစ်ယောက်ကလေလေရင်ရှိမှ friend အောင်စောင့်နေခဲ့ကြပါရီ ဒါပေမဲ့လေရုတ်တရက် friend ကလင်းနင်းကနေထွက်လာပြီးတော့ဟဲ့လူတွေခင်ဗျားတို့တက်မာလာမတက်ဘူးလားဗျာလင်းရထွက်တော်မယ်ခင်ဗျားတို့ကအမြဲနောက်ကြတာပဲလို့អော်ပြောလိုက်ပါ रे အရာရှိနှစ်ယောက်ကလည်းလင်းမော်တက်လာပြီးတော့အေး friend ငောင်းနဲ့ပြန်လိုက်လာပဲဝမ်းသာလှပါပြီလို့ပြောကလင်းနင်းကိုဝင်သွားခဲ့ကြပါ रे အဲအချိန်မှာပဲ Janice လည်းရောက်လာပြီးတော့ friend နဲ့ Janice နှုတ်ဆက်နေကြတဲ့အချိန်မှာပဲဇကားလေးကလည်းပြီးဆုံးလို့သွားခဲ့ပါ रे ဟုတ်ကဲ့ပါနောက်ရက်ဒီမြန်မာလေးပဲဇကားကောင်းလေးတွေကိုဆက်လက်ပြီးတော့တင်ဆက်ပေးနေမှာမလို့ ျွန်တော်ရဲ့ channel လေးကိုလေ like and subscribe လုပ်ပေးထားကြဖို့တောင်းဆိုလိုက်ပါကြခင်ဗျအချိန်ပေးပြီးတော့အဆုံးထိအားပေးခဲ့ကြတဲ့ပရိသတ်တယောက်စီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါကြောင်းနဲ့ကျွန်တော်ရဲ့နောက်ထပ် video တစ်ပုဒ်မှာပြန်လည်ဆုံတွေ့ကြပါစို့လားခင်ဗျ